လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကနော်ဝေးနိုင်ငံရဲ့ရေခဲဖုံးလွှမ်းနေတဲ့တောင်တန်းတွေအောက်မှာလူသားတွေမသိနိုင်တဲ့လှုပ်ရွက်ချက်တွေကြေအောင်နေခဲ့ပါရီပထမကြိမ် Trouble Louis ထွက်ပေါ်လာတော့တဲ့ကတိုင်းပြည်တစ်ခုလုံးအကြီးအကျယ်တုံ့လုပ်ခဲ့ရပေမဲ့လူတွေကတော့အချိန်တိုင်မင်းလွယ်တကြစမြဲပါပဲဒါပေမဲ့သဘောဝတရားဆိုတာကတော့အကျွေးမထတတ်ပါဘူး Rebido တောင်တန်းတွေရဲ့နှဆိုင်ဆုံးတဲ့နေရာမှာနောက်ထပ်အိပ်ပျော်နေတဲ့မကောင်းစွာကြီးတကောင်ရှိနေပါသေးတယ်ဒီတကောင်တော့အရင်ကောက်ထပ်ပိုကြီးပိုကြံပိုရက်ဆက်တဲ့ကောင်ကြီးပေါ့ တဘောတရားကိုစော်ကားမိတဲ့လူသားတွေအတွက်ငရေကန်ဖွင့်မှုအချိန်ကြာရောက်လာခဲ့ပြီလို့ဆိုရမှာပါပဲ။ပထမအချိန်ဘလူးအင်းနဲ့ဖြစ်ပွားခဲ့တဲ့စစ်ပွဲပြီးဆုံးသွားပြီးတဲ့နောက်မှာတော့နိုရာထီတမန်တယောက်လူလောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီးတော်ရဲကသူ့ဖေတိန်အီလေးထဲမှာပဲတကူရဲအထီးကျန်ဘွားကိုဖြတ်တန်းနေခဲ့ပါရီ။အရင်တုန်းကအစိုးရကသူ့ကိုတွေ့ရကောင်းတယောက်လို့ဆက်ဆံခဲ့ပေမဲ့အခုချိန်မှာတော့ဘေးဖယ်ခံထားရတဲ့ဘလူးယူမလေးတယောက်လို့ဖြစ်နေခဲ့ပြီလေ။မနမိုးလင်းနာနဲ့တောင်တန်းကြီးတွေကိုငေးကြည့်ကော်ဖီခါးခါးတစ်ခွက်နဲ့အဖေဖြစ်သူရဲ့ဒိုင်ယာရီဟောင်းတွေကိုပြန်ဖတ်ရင်းနဲ့အချိန်ကုန်နေခဲ့တာပေါ့။ ။ဒီလိုနဲ့တနေ့မှာတော့တိတ်ဆိတ်နေတဲ့တောဦးလေးရဲကိုရဟယင်တန်နေစူညံစွာရောက်ရှိလာခဲ့ပါရင်။ရောက်လာသူကတော့တခြားသူမဟုတ်ပါဘူး။နိုရာရဲ့မိတ်ဆွေဟောင်းအစိုးရရဲ့နိုင်ငံရေးကြံပေးအန်ဒရီယပ်စ်ပါပဲ။အန်ဒရီယပ်စ်ကအရင်တုန်းကထက်စာရင်နည်းနည်းရင့်ချက်လာပုံပေါက်ပေမဲ့သူ့ရဲ့ပါဇက်ကတော့ပောက်ခဲ့ရပြောနေတော့မှာပဲ။သူကနိုရာကိုအရေးကြီးလိုက်ခဲ့ဖို့ပြောပါတယ်။နိုရာနေကိုပြစီရရှိတယ်။ဒီကိစ္စကနေမပိုင်မဖြစ်ဘူးဆိုပြီးအတင်းကျပ်ခေါ်ပါရတယ်။နိုရာကငင်းဆန်မှုစူးစမ်းပေမဲ့အန်ဒရီယပ်စ်ရဲ့မျက်နှာမှာစိုးရိမ်ပူပန်မှုတွေအပြည့်ဖြစ်နေတာကိုမြင်လိုက်ရတော့ မလိုက်လို့မဖြစ်တော့ဘူးဆိုတာသဘောပေါက်သွားပြီးတော့လိုက်သွားခဲ့ရပါတယ်။ Andreas ခေါ်သွားတဲ့နေရာကတော့တာမန်နေရာမဟုတ်ပါဘူး။မြောက်နယ်ဆိုင်ဆုံးမှာတိဆောက်ထားတဲ့အစိုးရရဲ့အကြီးမားဆုံးလှုပ်ဝက်စမ်းသပ်ခန်းကြီးတစ်ခုပါ။အဲဒီမှာ Nora တွေ့လိုက်ရတာကတော့သူ့မျက်လုံးတူတော်မယုံနိုင်စရာမြင်ကွင်းပါပဲ။ပထမဇလန်းတော့ကသေသွားပြီလို့ထင်ရတဲ့ဘလူးရဲ့အပိုင်းစာတွေဒါမှမဟုတ်နောက်ထပ်အမျိုးနွယ်ဝင်အကောင်တကောင်ရဲ့ကြောက်ရွံ့ဖြစ်နေတဲ့ခန္ဓာကိုယ်ကြီးကိုသိပ္ပံပညာရှင်တွေဝိုင်းပြီးတော့စမ်းသပ်နေကြတာပါ။ဒီ project ကိုဦးဆောင်နေသူကတော့ Marion ဆိုတဲ့ပါရှန်မျိုးသမီးသိပ္ပံပညာရှင်တစ်ယောက်ပါ။ မာရီဟွာထက်မြက်ပုံပေါက်ပေမဲ့ထရိုနဲ့ပတ်သက်ရင်တော့သိပ္ပံနေကြမြင်မဲရှိပြီးနူရာလိုလိုဒန်နာရီကိုယုံကြည်သူတွေကိုသိပ္ပံဝင်မကြပါဘူးကျမတို့ကဒီတတဝါရဲ့ DNA ကိုသုံးပြီးစွမ်းရည်သစ်တွေထုတ်လုပ်နိုင်ဖို့ကြိုးစားနေတာရှင့်ရဲ့ပုံမြင်တွေလာပြောမနေနဲ့ဆိုပြီးနူရာကိုဟောက်ပါလေရောဒါပေမဲ့နူရာကတော့ဒီကြောက်တုံးကြီးထဲမှာအငွေ့သက်တွေကျန်နေသေးတယ်ဆိုတာကိုအာယုံခံမိနေပါတယ်လူတွေဟာအများရန်ကိုမနိုင်တဲ့ဝင်ကိုထမ်းဖို့ကြိုးစားတတ်ကြစမင်းပါပဲမာရီယိုနိုဖွဲ့ကအဲ့ဒီကြောက်ဖြစ်နေတဲ့ထရိုကိုလျှက်စစ်တအားရီ ာရုဆေးရီနဲ့ထိုးနှက်ပြီးနိုးထလောင်လို့ဖို့ကြိုးစားကြပါရည်။နူရာကအဲ့ဒါအန်နီများတယ်။သူ့ကိုအတင်းမနှိုးပါနဲ့လို့တားပေမဲ့ဘယ်သူမှနားမထောင်ကြပါဘူး။ရုတ်တရက်ဆိုသလိုပဲအန်ဒရီးယပ်ရဲ့ရုံးခန်းထဲမှာရှိနေတဲ့ထောင်သောကုနေလောက်ကသူရိုဇင်ရဲ့စာချုပ်မှတ်တမ်းမူရင်းစာရွက်ရဲ့ဒပိုင်းစာကိုဖတ်မိလိုက်ပြီးတော့နူရာတယောက်သူ့ဖေပြောခဲ့တာတွေကအမှန်ပဲဆိုတာသိသွားခဲ့တယ်လို့ချက်ချင်းမဲ့ပြင်ကိုထွက်သွားပြီးဘလူးကြီးကိုချီနှောင်ထားတဲ့ဘေးနားကစင်မော်ကိုတက်သွားကဆက်လီကားကနေတစ်စင်းဘလူးရဲ့မျက်နှာနားအထိတွားကြည့်လိုက်ပါရယ်။ နိုရိုင်းလက်နဲ့ဘလူးရီကိုထိလိုက်တဲ့အချိန်မှာပဲထိုးဆန်းတာတွေဖြစ်လာတာကတော့ကြောက်ဖြစ်ယုံကျွင်းလို့ထင်ရတဲ့ဘလူးရီရဲ့မျက်စိပွင့်လာခဲ့တယ်လို့မီဂါထရိုကြီးနိုးထလာပါတယ်။အဖွဲ့သားတွေက UV မီးအောင်နေတုံးပြီးတော့ကြောက်ရုပ်ပြန်ဖြစ်အောင်လုပ်ဖို့ကြိုးစားဝင်မယ်လေ။ကန်ဆိုးကျင်နေတော့ UV မီးအောင်ဖွင့်တဲ့ကလုတ်ပေါ်ကိုကော်ဖီကွက်ပြုတ်ကြပြီးစက်တွေအလုံးပျက်စီးသွားတာမို့မီးအောင်နေအလုံးပိတ်သွားပါတယ်။ဘလူးရီရဲ့လက်ချက်ကြောင့်ဆက်လီကားကနေတစ်ဆင့်ထွက်ပြေးဖို့ကြိုးစားနေတဲ့နိုရာတယောက်ဆက်လီကားတစ်ခုလုံးလွင့်ထွက်သွားပြီးပြုတ်ကျလာခဲ့ပေမယ့်အသက်ဘေးကတည်တည်လေးလွတ်မြောက်သွားခဲ့ပါတယ်။ စံသက်ခန်းတွေကသိပ္ပံပညာရှင်တွေလုံခြုံရေးဝန်ထမ်းတွေကိုပြွေးစိတ်တွေလိုနင်းချေပြစ်လိုက်ပါတယ်။သွေးတွေအသားစားတွေပြန်ကျဲကုန်ပြီးငရေခန်းတစ်ခုလိုဖြစ်သွားတာပေါ့။နိုရာ၊အန်ဒရီးယပ်စ်နဲ့မာရီယိုတို့သုံးယောက်ကတော့တည်တည်လေးလွတ်မြောက်သွားခဲ့ကြသလိုဘလူးကြီးကလည်းစကန်ကနေလွတ်တာနဲ့တော်ရီကိုပြေးဝင်သွားခဲ့ပါပြီ။အစိုးရကတော့အရေးပေါ်ခြေနေကျင်းညလိုက်ပြီးစစ်တပ်ကိုအပြေးအဝါသုံးပြုဖို့အမိန့်ပေးလိုက်ပါတယ်။အဲဒီအချိန်မှာပဲနိုရာတို့ဖွဲ့စည်းကိုစစ်ဘက်ဆိုင်ရာခေါင်းဆောင်တယောက်ရောက်လာခဲ့ပါတယ်။သူကတော့အရင်ကကပတိန်အခုတော့မေဂျာဖြစ်နေပြီဖြစ်တဲ့ခရစ်ဟုံးပါပဲ။ ခရစ်စာရင်ငါထက်ပိုပြီးတည်ငြိမ်လာပြီးလက်နက်ကောင်တွေလည်းပိုပိုင်ဆိုင်လာပါပြီ။သူ့ရဲ့လိုအပ်လက်နက်ကတော့ UV light တွေကိုအားကောင်းကောင်းနဲ့ပြည့်လွတ်နိုင်တဲ့စနစ်တွေတပ်ဆင်ထားတဲ့စစ်စင်ရည်နေပါ။ Troy ကနေအောင်ကြောက်တယ်မလား။ဒီတခါတော့ဒီကောင်ကြီးကိုပြာကြောက်တော့လုံးပစ်မယ်လို့ခရစ်ကကြုံဝါလိုက်ပါရီ။သူတို့ဖွဲ့ကဘလူးရှီယာရက်ကို UTV ပြန်တန်းသွားကြပါရီ။အဲဒီချိန်မှာမီဂါ Troy ကမြူရဲတဲ့နေရာမှာရှိတဲ့ပါတီပွဲတစ်ခုကိုရောက်သွားပြီးပါတီပွဲတစ်ခုလုံးပြက်စီးအောင်ဖျက်ဆီးလိုက်တဲ့အပြင်လူတွေကိုအကောင်လိုက်စားနေကြတာပါ။ ။ဒါပေမဲ့ကန်ဆိုးချင်တော့ဒီမီဂါထရီကတာမန်ထရီနဲ့မတူပဲနေအောင်ဂျီတန်ကိုအတော်လေးခံနိုင်ရှိနေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့အားလုံးမျက်လုံးပြူးသွားကြပါတယ်။ UV မီးတွေနဲ့ထိုးဝင်မဲ့အကောင်ကြီးကရားတော်မရသလိုပြန်ဟင်းလိုက်ပါတယ်။ဓာတ်တိုင်ကိုကောင်းပြီးရိုက်ထက်လိုက်တဲ့ရိုက်ချက်ကြောင့်ရဲရင်စီပြတ်ကြပြီးပေါက်ကွဲထွက်သွားပါတယ်။ခင်မီလက်နက်တွေနဲ့တိုက်ခိုက်လို့မရမှန်းသိတဲ့အခါနူရာကငါတို့သူ့ရဲ့အားနည်းချက်ကိုသိမှဖြစ်မယ်။ဒါဟာရိုးရိုးတက်တော်မှာမဟုတ်ဘူး။ရှေးဟောင်းကျိန်စာတစ်ခုခုနဲ့ဆန့်ရွယ်နေတာလို့ပြောပြီးတမိုင်းချောင်းကိုပြန်လိုက်ဖို့အကြံပြုပါတယ်။ ။ Andreas ကလည်းသူ့ရဲ့ကွန်ပျူတာကျွမ်းကျင်မှုနဲ့ရှေးဟောင်းမှတ်တမ်းတွေကိုရှာဖွေပါရတယ်။သူတို့သိလိုက်ရတာကတော့ DWE ဟာတာမန်လက်စားချီတာမျိုးမဟုတ်ပဲရှေးခေတ်နော်ဝေးပြင် Saint Olaf နဲ့ပတ်သက်ပြီးတော့ကြီးမားတဲ့လှုပ်ရှားချက်တခုရှိနေခဲ့တယ်ဆိုတော့ပါပဲ။ဒီလှုပ်ရှားချက်တွေကိုဖော်ထုတ်ဖို့သူတို့ဟာ Dovry တောင်တန်းနေစီကိုခီးနေခဲ့ကြပါတယ်။လန်ခီးမှာပျက်စီးနေတဲ့မြို့ရွာတွေကြောက်လန့်နေတဲ့ပြည်သူတွေကိုမြင်ရတော့နိုရာစိတ်ထဲမှာပိုပြီးလေးလံလာပါတယ်။မာရီယွန်ကတော့စာပိုင်းမှာမယုံကြည်ပေမဲ့မျက်မြင်ကိုယ်တွေကြုံလာရတဲ့အဖြစ်အပျက်တွေကြောင့်နိုရာစကားကိုနားထောင်မှုစတင်ဝင်ခံလာပါတယ်။ တကယ်တော့ဘီယင်အိုလက်ဖာထရော်ရီကိုတက်ဖြတ်ခဲ့တာမဟုတ်ပဲတမိုင်းကလိန်ညာထားခဲ့တာဖြစ်နိုင်တယ်လို့သဲလွန်စာတွေကိုစတွေ့လာရပါတယ်။တောင်တန်းနေကြားမှာရှာဖွေရင်းနဲ့နူရာရုဖွဲ့ဟာနောက်ထပ်ထရော်တကောင်ကိုတွေ့ရှိလာရပါတယ်။ဒါပေမဲ့ဒီတကောင်ကတော့အခုတောင်းညံ့နေတဲ့မီဂါထရော်ကြီးလောက်မကြီးမပဲမျက်နှာသားကလည်းနည်းနည်းတနာကမပုံစံပေါက်နေပါတယ်။ခရစ်ကတနက်နဲ့ပြစ်ဖို့ပြင်လိုက်ပြီမဲ့နူရာကတားလိုက်ပါတယ်။နေုံသူ့မျက်လုံးလေးကိုကြည့်။ तू ကရမ်းလုံးနေတာမဟုတ်ဘူးဆိုပြီးနူရာကတလန်းချင်းတိုးတော့ပါတယ်။ နိုရာသူ့ဖေတင်ပေးခဲ့တဲ့ရှီယောင်းသင်းလေးတစ်ပုဒ်ကိုညည်းဆိုပြလိုက်ပါရီ။အဲ့ဒီသင်းတန်ကိုကြတော့ဟိုထရိုကြီးကငြိမ်ချသွားပြီးတော့နိုရာရှေ့မှာဒူးထောက်ချလိုက်ပါရီ။နိုရာကသူ့ကို beautiful အချောလေးလို့နာမည်ပေးလိုက်ပါရီ။ဘာလို့လဲဆိုတော့သူ့ရဲ့စိတ်ထားကရုပ်ဆိုးနေပေမဲ့လှပနေလို့ပါပဲ။ Andreas ကတော့ဟာဒီကောင်ကြီးကိုအချောလေးလို့ခေါ်တာတော့နည်းနည်းလွန်လွန်းမနေဘူးလားဆိုပြီးနောက်ပြောင်းပေမဲ့သူတို့မှမဟာမိတ်တစ်တယောက်ရရှိသွားခဲ့ပါပြီ။မီဂါထရိုကြီးကတဖြည်းဖြည်းနဲ့မျိုးကြီးတွေစီဦးတည်လာနေတာကြောင့် နူရာတို့ကလှပလေးကိုအကူအညီတောင်းပြီးတိုက်ခိုက်ဖို့စီစဉ်ကြပါတယ်။ပထမဆုံးတွေ့ဆုံမှုကတော့ကြီးမားကျယ်ပြန့်တဲ့ရေခဲပြင်ကန်ကြီးတစ်ခုပေါ်မှာပါ။မီဂါထရိုရောက်လာတဲ့အခါမှာတော့မြေကြီးတွေတုံခါပြီးရေခဲပြင်တွေအကွဲကုန်ပါတယ်။အကျော်လေးကတတိရှိရှိနဲ့ဝင်တိုက်ဖို့ကြိုးစားဝင်မယ်လည်းမဖြစ်နိုင်ခဲ့ပါဘူး။မီဂါထရိုကသူ့ရဲ့အကွက်ဆန်းနေတဲ့ရေခဲပြင်ကိုနင်းထည့်လိုက်တဲ့အခါမှာတော့ရေခဲပြင်တွေအကွဲကုန်ပြီးတော့အချောလေးရဲ့ပတ်ချာလေးမှာရေခဲပြင်တွေပေါက်ကွဲပြီးရေခဲပြင်အောက်ကိုရောက်သွားပါတယ်။နူရာကမလုပ်ပါနဲ့လို့အော်ဟစ်နေပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါဘူး။ အချောလေးဟာရေခဲရေတွေကြမြုပ်သွားပြီးပြန်ပေါ်မလာတော့ပါဘူး။နိုရာတို့ဖွဲ့လည်းအသက်လူပြီးထွက်ပြေးရပြန်ပါတယ်။အားလုံးကစိတ်သက်တွေကြပြီးမျောလင်းချက်ကုံဆုံးလူနေပါဖြစ်သွားကြပါတယ်။အတော်လေးကံကောင်းတာကြောင့်ရဲရင်နဲ့ထွက်ပြေးနေချိန်မီဂါထရိုကလည်းနဲ့ရိုက်ထည့်လိုက်ပေမဲ့ဒီဒီလေးလွတ်လာခဲ့တာပါ။လုံခြုံတဲ့နေရာဒီနေရာကိုရောက်တော့နိုရာကသူတို့ရထားတဲ့သမိုင်းထောက်ထားတွေကိုပြန်ဆက်ဆက်ကြည့်ပါတယ်။တကယ်တော့ဘီအိုလက်ဖာထရိုကိုတက်ချင်တာမဟုတ်ပဲသူတို့နေထိုင်မှုတီးတဲ့နေမြေတခုတတ်မှတ်ပေးခဲ့တာပါ။ဒါပေမဲ့ခရီးရန်ဖုံးကြီးတွေနဲ့နောက်ပိုင်းတက်လာတဲ့လူတွေက ဒီကတိကိုဖောက်ပြက်ပြီးထရိုကိုလိုက်လံတက်ဖြတ်ခဲ့တာဖြစ်ပါတယ်။အခုတောင်းကျမ်းနေတဲ့မီဂါထရိုကအဲ့ဒီတော့ကတစ္ဆာပေါခံရမှုကြောင့်နာဂျီချက်တွေနဲ့ပြင်းထန်နေတဲ့ထရိုမျိုးနွယ်စုခေါင်းဆောင်တယောက်ရဲ့ဝိညာဉ်သို့မဟုတ်ဆက်ခံသူဖြစ်နေတာပါ။သူ့ရဲ့ဘန်နိုင်ကတာမန်ဖြက်စည်းမှုမဟုတ်ပါဘူး။နော်ဝေးနိုင်ငံရဲ့တမိုင်းဝင်နေရာတစ်ခုဖြစ်တဲ့ထရိုမျိုးကနီဒရစ်ဘုရားကျောင်းကိုသွားပြီးလက်စားချေဖို့ပါပဲ။အဲ့ဒီနေရာဟာဘီယင်အိုလက်ဖ်ရဲ့ကူတင်ညာရှိတဲ့နေရာလေးဖြစ်ပါတယ်။နိုရာ၊ခရစ်နဲ့မာရီယိုတို့၃ယောက်ဟာ မီဂါထရိုင်မြောက်ခင်ထရိုင်မျိုးကနီဒါရစ်ဖျားကြောင်းစီအရင်ဆုံးရောက်အောင်သွားကြပါရီသူရဲ့ရွယ်ချက်ကအိုလက်ဖစ်အုပ်ကူကိုရှာပြီးအမှန်တရားကိုအတည်ပြုပါဖျားကြောင်းကြီးကရှေးဟောင်းလက်ရာရင်းနဲ့ခန်းနာနေပေမဲ့သူတို့မှာခံစားကြည့်ရှုနေဖို့အချိန်မရှိပါဘူးဖျားကြောင်းဆောင်းလျှောက်သူတွေရဲ့အကူအညီမှုနဲ့မြောက်အုပ်ကူတွေရှိရာလှိုင်းကောင်းလန်းတဲ့စီကိုဆင်းသွားခဲ့ကြပါရီမြောက်ခန်းထဲမှာအေးဆက်ဆက်လေးရုနဲ့တူနှစ်ပေါင်းရာချီနေပြီဖြစ်တဲ့ဖုံနဲ့နေရနေပါရီမီရှူးတိုင်ရဲ့လင်းရောင်မှာသူတို့ဟာရှေးဟောင်းစာတန်းတွေထွင်းထားတဲ့ကြောက်တကားကြီးတစ်ချက်ကိုတွေ့လာရပါရီ နူရာကသူ့ဖေရဲ့မှတ်စုတွေကိုကိုးကားပြီးဘေးရီးတွေကိုဖြည့်ရှင်းကတကားကိုဖွင့်လိုက်ပါရင်။တကားဖွင့်တော့တဲ့အတွင်းထဲမှာဘီယင်အိုလက်ဖ်ရဲ့အယိုးစုကိုတွေ့လာရပါရင်။ဒါပေမဲ့ပူပြီးထူးကြတာကတော့အယိုးစုရဲ့လက်ထဲမှာကင်ထားတဲ့ငွေရောင်တောက်ပနေစေဖြစ်တဲ့ရှင်းအောင်တရှိတချောင်းနဲ့သူ့ဘေးမှာရှိနေတဲ့ကြောက်စာချက်အပိုင်းစာတစ်ခုပါပဲ။နူရာကကြောက်စာချက်ကိုကောက်ယူပြီးဖက်ကြည့်လိုက်တဲ့အခါမှာတော့မျက်ရည်တွေဝဲလာပါရင်။ဒါငါတို့ထင်ထားတဲ့ပူနဲ့နေတယ်။အိုလက်ဖ်ကထရော်ရီကိုတတ်ဖို့ဒီတားကိုသုံးခဲ့တာမဟုတ်ဘူး။ ထရော်ရီကိုကောက်ခွင့်ပေးမယ်လို့ဂရီးသစ္စာပြုထားတဲ့စာချုပ်ပဲလို့တုံရင်းနဲ့တန်နဲ့ပြောလိုက်ပါရီသူတို့အရင်ကတွေ့ထားတဲ့ကြောက်စာချက်အပိုင်းစာနဲ့ဒီချမ်းကိုဆက်လိုက်တဲ့အခါပြီးပြည့်စုံတဲ့သမိုင်းမှန်ပေါ်လာပါရယ်တကယ်တော့လူသားတွေကသာဂရီးဖြတ်ပြီးထရော်ရီကိုလုံးကြံခဲ့ကြတာပါဒီမှန်တရားကိုသိလိုက်ရချင်းမှာတော့သူတို့အလုံးစိုးအားသွားကြပြီးအပြင်မှာရောက်နေတဲ့မီဂါထရော်ရီရဲ့ဒေါသကိုနားလည်သွားကြပါရယ်မီဂါထရိုကတောတောင်တွေကိုကြောဖြတ်ပြီးထရိုမျိုးစီကိုမွေကြီးတကောင်လိုတွားသွားနေချိန်မှာတော့နိုင်ငံတော်စိုးရခန်းထဲမှာမီကိုကြွက်လျှောက်ဖြစ်နေကြပါပြီ ဝင်ကြီးချုပ်နဲ့စစ်ဗိုလ်ချုပ်တွေကဒီကောင်ရင်းကိုဘလို့မှတားဆီးလို့မရတဲ့အဆုံးနျူကလ িয়ার လက်နက်ဒါမှမဟုတ်အကြီးစားဖြတ်အားပြင်းဘုံးတွေတုံးပြီးမြို့ရောလူရောထရော်ရီအကုန်လုံးကိုရောမြေလှံပစ်ဖို့ဆုံးဖြတ်ချက်ချလိုနေပါဖြစ်နေကြပါတယ်။သူတို့တော့ကပြည်သူတွေအသက်ထက်နိုင်ငံရေးပုံရင်မကြဘူးကပိုအရေးကြီးနေလို့ပါပဲ။ထရော်ရီမြို့ကိုရောက်ဖို့နိုင်ပိုင်းလောက်ပဲလိုတော့တဲ့အချိန်မှာမြို့ကြီးတစ်ခုလုံးစစ်မြေပြေတစ်ခုလုံးပြောင်းလဲသွားပါတယ်။စစ်တပ်ကမြို့သူမြို့သားတွေကိုအကုန်လုံးကိုထွက်ပြေးခိုင်းနေပြီးလမ်းမတွေပေါ်မှာကားတွေပိတ်ဆို့အိုးအော်တန်တွေစူညံနေပါတယ်။လူရောကြံကရိုးရှင်းမိမဲ့အန္တရာယ်များပါတယ်။ ထရိုရီဟာခရီးယန်ဘာသာရေးနဲ့ပတ်သက်တဲ့အရာတွေကိုမခံနိုင်ဘူးအထူးသဖြင့် Holy Water တန်ရှင်းသောရေကိုအစိတ်လိုကြောက်ကြရဲဆိုတာပါပဲခရစ်ဆုံးနဲ့သူ့တပ်ဖွဲ့ဝင်တွေကနီဒါရုစ်ဘုရားကျောင်းထဲကိုဝင်ပြီးရှိသမျှရေစီတွေရေကန်တွေကတန်ရှင်းသောရေတွေကိုစုတ်ထုတ်တင်ကားတွေရဟယင်တွေနဲ့မိသက်ကားတွေတွေကိုဖြည့်တင်းကြပါတယ်ဘုရားကျောင်းကဖုန်းကြီးတွေကလည်းကြောက်လန့်ကြနဲ့စုတောင်းမြတ်တာတွေပို့တာနေကြပါတယ်ဒီရေတွေကငါတို့ရဲ့နောက်ဆုံးမျှော်လင့်ချက်ပဲလို့ခရစ်ကသူ့တပ်သားတွေကိုပြောပါတယ်ညနေဆောင်လို့နေဝင်ရေတရောချိန်ရောက်တော့မျိုးတစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပါတယ် မုံနိုင်မလာခဲ့လေညင်းနေတို့မျိုးပေါ့အဝေးကတောင်တန်းနေကြားကနေငှက်တွေအုပ်လိုက်ပြန်တန်းပြေးလွှားသွားကြပြီမြေကြီးတုတ်ခါတဲ့ဘုံဘုံဆိုတဲ့ခြေတန်းကြီးတွေကိုကြားလိုက်ရပါပြီအဆောင်ဟုံကြားကနေမီဂါထရိုရဲ့ခေါင်းကြီးပြူးထွက်လာတဲ့အခါမှာတော့ဟင်းဟောက်တန်ကြီးကတမျိုးလုံးကိုတိမ့်တိမ့်တုံသွားစေခဲ့ပါပြီခရစ်ကသူ့ရဲ့ဝေါ်ကီတိုကီကိုကိုင်းပြီးအားလုံးသိမ့်ပြင်ထားပြစ်မိတ်ပေးမှပြစ်ကြလို့လေတံမမာနဲ့ပြောလိုက်ပါရီမီဂါထရိုမျိုးရဲကိုခြေချလိုက်တာနဲ့ငရေပွဲစပါတယ်အဆောင်ဟုံတွေကိုခလေးကစားစရာရုပ်တွေလိုလမ်းနေလိုက်ချိုးကျွန်တော်နဲ့နင်းချေပြီးရှေ့တိုးလာပါရီ လမ်းမီးတိုင်းကြီးကားတွေဟာသူ့ခြေရောက်မှာပြားချက်သွားပြီးမိခိုးလုံးတွေဖုံလုံးတွေတလူလူတက်လာပါတယ်။စစ်တပ်ကဟိုလီဝါတာတွေနဲ့ပတ်ပြန်းပစ်ခတ်ကြတဲ့အခါထရိုရီရဲ့ရေပြားတွေကမီးလောင်တယ်လို့ရှဲရှဲမြည်ပြီးအခိုးငွေတွေထွက်လာပါတယ်။ဒူနာဂျင်မီအော်ဟိပေမဲ့ဒီလောက်နဲ့တော့မလဲပါဘူး။ဒေါသကပိုကြီးလာပြီးတပည့်ညူကိုဆွဲထုတ်ပြီးဖျားเจ้าကိုပေါက်ခွဲပစ်လိုက်ပါတယ်။ပြားကြောင်ရှိကိုရောက်ခါနေမှာတော့စစ်တပ်ရဲ့ခံစစ်စီကျိုးပေါက်လို့နေပါဖြစ်နေပါပြီ။ခရစ်ကတည်ပြင်ထားတဲ့ပရဲ့ရီဘုံတွေအားလုံးကိုပြဲခွဲလိုက်ချိန်မှာတော့ ဘလူးရဲ့တကူလုံးနီးပါးမီးလောင်တယ်လို့ပေါက်ကွဲထွက်လာခဲ့ပေမဲ့အသက်တရာမလုံးနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာပဲဝုန်းဆိုတဲ့အတန်းနဲ့တူအဆောင်တစ်ခုကိုကြော်ပြီးအချောလေးရောက်လာတာပါပဲ။ရေခဲကန်တွေကဘလူးလွတ်လာလဲမသိပေမဲ့သူ့ခန္ဓာကိုယ်မှာဒဏ်ရာတွေပလပွားနေပါ။သူကနိုရော့ကိုကာကွယ်ဖို့သူ့လူသားမိတ်ဆွေတွေကိုကယ်တင်ဖို့ရောက်လာခဲ့တာပါ။လပလီကမီဂါထရိုအီးကိုဝင်တိုက်လိုက်တဲ့မြင်ကွင်းကကဘာမြေပြတ်မတက်ပါပဲ။နကောင်သားလုံထွေတက်ပုတ်ကြတာမျိုးလေကောင်ကအဆောက်အုံနဲ့တရားတွေအားလုံးပြိုကုန်ပါလေအချောလေးကတက်တီကောင်းဝင်မဲ့ရွယ်စားရောခွန်အားကိုရှင်လို့မရပါဘူး မီဂါထရိုကအချောလေးရဲ့ကောင်းကိုတရားတိုင်နဲ့ရိုက်ထည့်လိုက်တာကြောင့်အချောလေးခင်ဗျာရေကန်ပေါ်လဲကျသွားပြီးပြန်မထနိုင်တော့ပါဘူး။လူရာကအော်ဟစ်ငိုကြွေးနေပေမဲ့ဘာမှမလုပ်နိုင်ခဲ့ပါဘူး။မီဂါထရိုကအောင်းနိုင်သူအနေနဲ့ဟိန်းဟောက်လိုက်ပြီးသူ့ရဲ့အဓိကပြစ်မှတ်ဖြစ်တဲ့ဖျားเจ้าကြီးကိုဖျက်ဆီးဖို့ခြေလှမ်းပြင်လိုက်ပါတယ်။အချိန်တွေကမျှော်လင့်ချက်မရှိတော့ပါဘူး။ဖျားเจ้าကြီးပြိုကျတော့မယ်ဆဲဆဲမျိုးကြီးလည်းပြာကျတော့မယ်အချိန်မှာအန်ဒရီးယပ်စ်ရဲ့ကောင်းနေမှာအကြံတစ်ခုဝင်လာပါတယ်။ တို့မှနောက်ဆုံးကြံနေတာကအားပြင်းတဲ့ဖောက်ခွဲပစ္စည်းတွေတင်ထားတဲ့ရဟရင်တစည်းပါပဲဒီကောင်ကြီးရဲ့ပြင်ပိုင်းကမာလုံးနဲ့အတွင်းကနေဖောက်ခွဲမှရမယ်ဆိုတာသူသဘောပေါက်သွားပါတယ်ဒါပေမဲ့ရဟရင်ကပြတ်ကျလို့နေပါဖြစ်နေပြီး remote control စနစ်ကလည်းလုံးမလုံးတော့ပါဘူးတယောက်ယောက်ကကိုယ်တိုင်မောင်းနေပြီးဖောက်ခွဲမှရမယ်ချိန်နေပါ Andreas က Chris ကိုကြည့်ပြီးငါသွားမှရမယ်ဆိုရဲကြည့်နေနှုတ်ဆက်လိုက်သလိုနောက်ဆုံးအနေနဲ့ Andreas ကသူ့မိမကိုဖုန်းခေါ်ပြီးနှုတ်ဆက်စကားပြောလာရင်သူ့ရဲ့မမွေးသေးတဲ့ကလေးအတွက်ဆူတောင်းစကားတစ်ခုပြောလိုက်ပါရင် လူကြီးကမော့ကြည့်ပြီးပါဇက်ကြီးဖြဲကဝါးစားဖို့လှုပ်လိုက်တဲ့ချိန်မှာပဲအန်ဒရီယပ်ကပရဲ့ရည်ထည့်ထားတဲ့ဘူးနဲ့အတူတူလက်ပြုံတစ်လုံးကိုကိုင်းပြီးရဲရင်ဘော်ကနေခုံဆင်းလိုက်ပါရတယ်။တစ်စက္ကန့်လောက်ချိန်နေရက်တန်သွားသလိုပါပဲ။ပြီးတော့မှဝုန်းဆိုတဲ့ကဘာပြက်မတက်ပေါက်ကွဲတန်ကြီးထွက်ပေါ်လာပါရတယ်။ဘလူရဲ့မျက်လုံး၊နေရွက်၊ပါဇက်ပေါက်တွေကနေမိခိုးတွေအလင်းရောက်နေပန်းထွက်လာပြီးအတွင်းကလေးစားတွေပေါက်ကွဲထွက်ကုန်ပါရတယ်။အေယာမခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းရိုင်းလဲပြီးမြေကြီးပေါ်ကိုဘုံကနေလဲကျသွားပါရတယ်။ အန်ဒရီးယက်စ်ရဲ့အသံနဲ့ယင်ပီပေးဆက်လိုက်မှုကြောင့်နော်ဝေးနိုင်ငံကြီးအမောင်တူတွေကနေလွတ်မြောက်သွားခဲ့ရပါပြီ။စစ်ပွဲပြီးဆုံးသွားပြီးတဲ့နောက်မှာတော့ထရွင်မျိုးကြီးပြန်လည်ထူထောင်ရေးလုပ်ငန်းတွေစတင်နေပါပြီ။နိုရာကတော့အန်ဒရီးယက်စ်စနီးတဲ့ secret နဲ့မွေးကစားကလေးလေးကိုသွားတွေ့ပြီးအန်ဒရီးယက်ရေးသားခဲ့တဲ့စာအုပ်ကိုပေးရခဲ့ပါရီ။အန်ဒရီးယက်ဟာသူ့သမိုင်းကိုသူကိုယ်တိုင်ရေးသားသွားခဲ့သူပါ။တောင်းလေတဲ့မှာတော့နိုရာတယောက်တည်းထိုင်နေတော့တစ်ပင်နေကြတဲ့ကနေအချောလေးထွက်လာပါရီ။သူကနိုရာကိုတစ်ချက်ကြည့်ပြီးခေါင်းညိတ်နှုတ်ဆက်ကတောင်းတဲ့ထဲကိုပြန်လည်ဝင်ရောက်တော့ပါရီ။ လူသားတွေနဲ့ထရော်ရီကြားမှာနားလည်မှုတစ်ခုတည်ဆောက်နိုင်ခဲ့ပေမဲ့အဖိုးခါကတော့ကြီးမားလွန်းလာပါတယ်။ Mecredit Sins မှာတော့ပမောက်ခတစ်ယောက်က family လေးထဲမှာထည့်ထားတဲ့ထရော်အကောင်ပေါက်လေးတစ်ကောင်ကိုကြည့်ပြီးပြုံးနေတာကိုပြသသွားတာကြောင့်နောက်ထပ်ဇလန်းနေလောင်းမလားဆိုတာတွေးเสียကြံရစ်ခဲ့ပါတယ်။ကဲပြိတ္တကြီးဒီထရော်2025ဇက်ကားကိုကြည့်ပြီးတော့ကိုရခိုင်ကြီးခံစားမိတာကတော့ဗျာ။ဒီကားဟာ Yoyo Monster ကတကားမဟုတ်ဘူးဗျာ။ဟို Godzilla vs ကောင်တို့ဘာလို့လိုမျိုးအကောင်ကြီးတွေနဲ့ခြားရလောက်ကြီးမကောင်းဆိုပေမဲ့ဒီကားမှာကလူသားတွေရဲ့လောဘနဲ့ သဘောတရားကိုစော်ကောင်မှုရဲ့ကျိုးဆက်ကိုမိမောက်ထိုးပြထားတယ်။အထူးသဖြင့်အန်ဒရီးယပ်ဆိုတဲ့ကောင်လေးဗျာ။ပထမကားတော့ကတော့ဟာသားကောင်လေးလိုလိုဘာလိုလိုနဲ့ဒီကားမှကျတော့တကယ်ယောက်ျားကောင်ပီတာသွားတယ်။သူမိမနဲ့ကလေးတို့ပြီးတော့တိုင်းပြည်တို့တတိရှိရှိရင်ဆိုင်ပြီးကိုကူကိုစည်းသေးသွားတာမြင်တော့မျက်ရည်တော်ဝဲမိတယ်ဗျာ။လူတယောက်ရဲ့တန်မိုးဆိုတာအခက်အခဲကြုံလာမှပေါ်လာတာမျိုးပေါ့။အဆုံးသက်ကဝမ်းနေစရာကောင်းဝင်မယ်ဒါအမှန်တရားပဲလေ။ဘဝဆိုတာပျော်စရာကြီးပဲပဲဟုတ်မလဲ။ညီကောင်ချုပ်အနေနဲ့ပြောရရင်တော့ဒီကားဟာ action ကားကြိုက်တဲ့သူတွေရော ဒရမ်မာကြိုက်တဲ့သူတွေပါကြည့်တင်တဲ့ဇာကားကောင်းတကားပါဒီနေ့အတွက်တော့ဒီလောက်ပါပဲဗျာနောက်များမှလည်းဇာကားကောင်းလေးတွေကိုစင်စက်မပြတ်တင်ဆက်ပေးနေအောင်ပါမို့ကျွန်တော်ရဲ့ series 4ရဲ့ channel လေးကို like and subscribe လုပ်ထားပေးကြပါဦးအားပေးကြတဲ့ပရိသတ်များလည်းစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ series 4ရဲ့ဝိုင်းတော်သားများကဆုတောင်းပေးလိုက်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်